မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တစ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ခလာရတလေးရှိတရင်နဲ့စစ်တပ်စခန်း၅ခုကိုတော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်လိုက်ပြီးသပိတ်ချင်းမှာစစ်ကောင်စီကင်းစင်နေမြေဖြစ်ဖို့စစ်စခန်း၃ခုပဲကျန်တော့တယ်ဆိုပါတယ်လာရှုမြို့မှာဖန်စီရောက်မိထားတဲ့အချက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်၃မှန်းမိသားစုဝင်တွေတဲက နောက်ထပ်338ဦးကို MNDAA ကတတိယအကြိမ်ထပ်မံလွှတ်ပေးလိုက်ပြီးစုစုပေါင်း73မန်းမီတာစုဝင်အယောက်1300ကျော်လွှတ်ပေးပြီးဖြစ်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကအချက်ပတ်စစ်ကောင်စီရဲ့ခလာရ148တက်ရင်းနဲ့စစ်တပ်စခန်း9ခုကိုတော်လန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်လိုက်ပြီးတပိတ်ချင်းမှာ စစ်ကောင်စီကင်းစင်နေမြေဖြစ်ဖို့စစ်စခန်းပုံးကူပဲကြံတော့တယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေအရာသိရပါတယ်။အောက်ကလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဒီနယ်လေးနဲ့မိုးကုတ်ဗျူဟာအပါဝဲမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကအချက်ပတ်စစ်ကောင်စီရဲ့အမှတ်48ချေလင်းတရင်ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတတ်တော်များတယ်လို့လက်နက်ခဲယံတွေလည်းတင်းစီရရှိထားတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်။အလားတူတပိတ်ချင်းမြို့နယ်အတွင်းကကွင်း30လက်ပံပြန့်ဖိုကုန်း ဝတ်တင်ရွာနဲ့ဖတ်ရှင်ရွာတွေကစစ်တပ်စခန်း၅ခုလုံးကိုလေမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့မန္တလေး PDF ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်လက်ရှိမှာလေတပိတ်ချင်းမြို့နယ်အတွင်းကသတ်မှတ်ထားရစစ်ရေးပြစ်မှတ်တွေကိုမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီတပိတ်ချင်းမြို့နယ်အတွင်းစစ်ကောင်စီကင်းစင်နေမြေဖြစ်ဖို့အချက်ပတ်စစ်ကောင်စီတက်ရဲ့စစ်တဲ့နန်းကြောင်းနှစ်ခုနဲ့လက်ယုံတက်တစ်ခုသာကျန်တော့တယ်လို့လည်းသိရပါတယ်ခင်ဗျတပတ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုံမြို့မှာဖမ်းဆီးရမိထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံးမဲ့မိသားစုတွေတဲကနောက်ထပ်338ဦးကို MDA ကတတိယအကြိမ်ထပ်မံလွှတ်ပေးလိုက်ပြီးစုစုပေါင်းစစ်သုံးမဲ့မိသားစုဝင်အယောက်1100ကျော်လွှတ်ပေးပြီးဖြစ်တယ်လို့ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဩဂုတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲလာရှုံမြို့မှာဖမ်းဆီးရမိထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံးမဲ့မိသားစုတွေတဲက နောက်တက်338ဦးကို MNDA ကတတိယအကြိမ်ထပ်မံလွှတ်ပေးလိုက်တာဖြစ်ပြီးအဲဒီစစ်သုံးမန်းမိသားစုတွေကို SSPP တပ်ဖွဲ့ကလာရောက်ခေါ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဩဂုတ6ရက်နေ့ကလည်းအခုလိုပဲလာရှုံမြို့မှာဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံးမန်းတွေရဲ့မိသားစု300ကျော်နဲ့ဩဂုတ9ရက်နေ့မှာ400ကျော်ကို MNDA တပ်ကပြန်လွှတ်ပေးခဲ့ပြီးအခုတခါမနေ့ကပဲနောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံးမန်းမိသားစုအယောက်300ကျော်ကိုတတိယအကြိမ်ထပ်မံလွှတ်ပေးလိုက်တာဖြစ်တဲ့အတွက် အခုဆိုရင် MNDA ကလွှတ်ပေးလိုက်တဲ့စစ်ကောင်စီဘက်ကစစ်သုံးမှတ်မိသားစုစုစုပေါင်းအယောက်တထောင်ကျော်ရှိပြီဖြစ်တယ်လို့လဲဒေသခံတော်လိုင်းသတင်းရေးမြစ်ကပြောထားပါတယ်ခင်ဗျဒီတကရခိုင်ပြည်နယ်ဘက်မှာလဲမောင်တော်မြို့မှာအချက်ဖက်စစ်ကောင်စီကလူသားတိုင်းပြစ်ပိတ်လောင်ထားတဲ့ရိုဟင်ဂျာအယောက်900ဝန်းကျင်ကိုအရကတတော် AA ကကဲထုတ်ပေးခဲ့ပြီးစစ်ကောင်စီကလူသားတိုင်းအဖြစ်လုထားတဲ့ရိုဟင်ဂျာတွေကိုအရကတတော် AA ကဇက်တိုက်ဆိုတယ်လို့ကဲထုတ်ပေးနေတယ်လို့ AA ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ် ်ဩဂုတ်လ၈ရက်နေ့ကပဲမောင်တော်မြို့မှာချမ်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်လက်အောက်ခံလက်နက်ကိုင်မွတ်စလင်အဖွဲ့တွေကလူသားတိုင်းဖြစ်ပိတ်လောင်ထားတဲ့မောင်တော်မြို့အမှတ်ရှိရပ်ကွက်မှာရှိတဲ့ရိုဟင်ဂျာအယောက်900ဝန်းကျင်ကိုအာရကတတော် AA ကကဲထုတ်ပေးခဲ့တယ်လို့ရုတ်တံဖိုင်နဲ့တကွထုတ်ပြန်ထားပါတယ်။အဲဒီလိုအာရကတတော် AA ကကဲထုတ်ပေးခဲ့တဲ့ရိုဟင်ဂျာအယောက်900ဝန်းကျင်တဲမှာကလေးသူငယ်တွေတက်ကြီးရွယ်အိုတွေနဲ့အမျိုးသမီးတွေတော်တော်များများပါဝင်နေပြီးတချို့ဆိုစားနပ်ရိက္ခာပြတ်တောက်မှုကြောင့် အစာရေစာပြက်လက်မှုဒဏ်ကိုပါခံနေရတဲ့သူတွေလည်းတွေ့ရပြီလက်ရှိမှာတော့အာကတတော် AA ကဘေကင်းယာကိုကယ်ထုတ်ပေးထားတယ်လို့သိရပါတယ်လက်ရှိမှာတော့အာကတတော် AA ကမောင်ဒေါမျိုးကိုအပိသက်သိမ့်ပိုင်နိုင်ဖို့စစ်ကောင်စီရဲ့လက်ကျန်တက်စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တချိန်တည်းမှာပဲမောင်ဒေါမျိုးမှာရှိတဲ့ရိုဟင်ဂျာတွေမွတ်စလင်တွေအပါအဝင်ခြေရွာနေပြည်သူတွေကိုပါကယ်ထုတ်ပေးရင်းနဲ့မောင်ဒေါမျိုးသိမ့်တိုက်ပွဲကိုဆင်နွှဲနေတယ်လို့သိရပါတယ်ခင်ဗျအခုတခါမွန်ပြည်နယ်ဘက်မှာတော့ ရေးမျိုးနယ်ကမြို့ဟောင်းကျေးရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြက်ဖက်စစ်ကောင်စီတပ်နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားရမှာစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးတေကုန်ကြပြန်ပြီလို့မွန်ပြည်သက်ပါတီ AD ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ပညာမွန်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဩဂုတ်လ10ရက်နေ့ကပဲရေးမျိုးနယ်ကမော့ကနင်းကျေးရွာမှာအခြေချထားတဲ့အကြက်ဖက်စစ်ကောင်စီရဲ့ခလာရ106နဲ့ခလာရ988တပ်ကတပ်သားတွေဟာမြို့ဟောင်းကျေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန် တော်လိုင်းရဲ့တက်တွေနဲ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါလေအဲ့ဒီတိုက်ပွဲအတွင်းစေကောင်းစီတက်သား6ဦးကတော့အတီးတီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေနဲ့ပြန်ဆုတ်သွားကြပြီတပကတော်လိုင်းရဲ့ဘော်တူလည်းတိုက်ပွဲအတွင်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့မွန်ပြည်သက်ပါတီ AD ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ပညာမုံကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာလေရွှေဘုံမြို့နယ်ကဇီကုံလေးခြေရွာမှာရှိတဲ့အချမ်းဖက်စစ်ကောင်စီတပ်ရဲ့မူဒဒါစစ်စေးရေးဂိတ်ကိုတော်လိုင်းရဲ့ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုန်းရမှာ စစ်ကောင်စီတပ်သား၃ကတော့အသီးသီးသိကုန်ကြပြန်တဲ့အပြင်တနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ရှင်ဘုံမြို့နယ်တိုက်နယ်၁ပကဖတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဩဂုတ်လ၉ရက်နေ့ဖြစ်တဲ့မနေ့ကပဲရှင်ဘုံမြို့နယ်ဇီကုံလေးချေရွာမှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီတပ်သားနဲ့ပြူစောထီတွေကင်းယူထားတဲ့မူဒရာစစ်စေးရိတ်ကိတ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သားနဲ့ပြူစောထီစုစုပေါင်း၃ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင် တို့စီကနေတနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ရှေဘုံမြို့နယ်တိုက်နယ်တပ်ကဖတ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ